ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့အော်တိုဘလာ31ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ချင်းမိုင်မှာကြားဖြန့်ဂိုင်းတစ်ခုကိုရစ်တက်ဖွဲ့စီးနေပြီးတရုတ်20ကိုဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမြောက်ပိုင်းကချင်းမိုင်ပြည်နယ်ထဲမှာ online ကနေငွေကြေးလိမ်လည်တဲ့ကြားဖြန့်လုပ်ငန်းလုပ်ကင်နေသူ တရုတ်နိုင်ငံသား20ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။အော်တိုဘာလ30ရက်နေ့ကချင်းမာရဲ့ Marine Khyein ဒေသအစစ်မြစ်တံပိုးကြီးနေအိမ်တလုံးကိုအော်တိုဘာလ30ရက်နေ့ဒေသစံတော်ချိန်မနက်7:00နာရီဝန်းကျင်လောက်မှာခရိုင်ရဲတပ်ဖွဲ့ရဲ့စိုက်ပါရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့နဲ့ထောင်လိုင်းရဲ့အရာရှိတွေကဝင်ရောက်စီးနင်းခဲ့ပါတယ်။နေအိမ်ကိုပိတ်ဆို့ပြီးစီးနင်းမှုအတွက်တရုတ်အမျိုးသား14ဦးနဲ့အမျိုးသမီး6ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းထွက်ပြေးဖို့ကြိုးစားရင်းလက်မောင်းတစ်ဖက်ကျိုးသွားတဲ့မျိုးသမီးတူဦးကို ဈေးရုံတင်ပို့ခဲ့ကြောင်းရဲတွေကဆိုပါတယ်။အဲ့ဒီကြားဖြန့်ကိုင်ဟာသူတို့ရဲ့လုပ်ငန်းလက်ပတ်ရာနေအိမ်ကိုတလားကိုဘတ်တသိန်း2000နဲ့9ရင်းထားတာဖြစ်ပါတယ်။သူတို့ဟာအဖက်မခင်ရခင်မှာအဲ့ဒီနေရာမှာနေထိုင်တာနှစ်လလောက်တာရှိသေးတယ်လို့လည်းသိရှိရပါတယ်။အိမ်ထဲမှာတော့ online ကနေငွေလိမ်တဲ့လုပ်ငန်းတွေအတွက်အသုံးပြုတဲ့ mobile phone တရာကျော်တခြား IT နည်းပညာပစ္စည်းတွေကိုတင်ဆက်ရမိခဲ့ပါတယ်။သူတို့တွေကငွေလိမ်ဖို့အတွက်ဖုန်းခေါ်ဆွမှုတွေအများပြပြုလုပ်ထားတဲ့မှတ်တမ်းတွေကိုလည်းရဲတွေကရရှိခဲ့ပါတယ် စီနင်းမှုအတွင်မှာကြာဖြန့်ဂိုင်းသား၁၀ရောက်လောက်ကိုလူယုံထွက်ပြီးတွားနိုင်ခဲ့ပြီးအခုတော့အနာဘိုင်တီကသူတို့ကိုအပူတပြင်းလိုက်ရှာနေပါတယ်အဖမ်းခံရသူတွေကိုစစ်ဆေးတဲ့အခါမှာကျောင်းသားဗီဇာအလေပတ်ဗီဇာကင်ဆောင်ထားသူတွေပါဝင်နေတယ်လို့ဆိုပါတယ်သူတို့တွေဟာပြည်စည်းလိညာရောင်းချတာအသက်အာမခံအတွက်ငွေကြေးပေးသွင်းဖို့လေစာတောင်းဆိုတာမျိုးတွေနဲ့လိမ်လည်နေကြတာလည်းဖြစ်ပါတယ်ကြားဖြန့်ဂိုင်းတွေဟာထိုင်းလူဖွဲ့စည်းကိုကြီးကြီးမားမားချိန်ချောင်နေပြီးအဲ့ဒီနီလန်မျိုးစုံနဲ့လိမ်လည်မှုတွေကြောင့် ပြည်သူတွေရဲ့ငွေကြေးဘတ်တန်းနဲ့ချီနေစဉ်ဆုံးရှုံးနေကြောင်းရဲတွေကပြောပါတယ်။အရှိတောင်အရှအခြေဆိုင်ကြားဖြန့်ဂိုင်းတွေအပေါ်ကိုနိုင်ငံတကာအာရုံစိုက်မှုမြင့်တက်လာနေတဲ့ကာလမှာ အခုလိုစီးနှင်းမှုမျိုးကိုထိုင်းရဲတွေကလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့လောင်းလုံးမြို့နယ်မောမကန်ရေစကန်သိမ်းတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်မှ12ဦးသေဆုံးကလက်နက်မျိုးစုံ21လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရင်တိုင်းတိုင်းလောင်းလုံးမြို့နယ်မောမကန်ရေစကန်သိမ်းတိုက်ပွဲအတွင်းမှာ အကြံဖန်စစ်တပ်မှစစ်နုပ်သိမ်းဆုံးခဲ့ကလက်နက်မျိုးစုံ22လက်သိမ်းဆည်းနိုင်ခဲ့ကြောင်းအထူးတိုင်းစစ်တနာကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ26ရက်နေ့မနက်9:30မိနစ်ခန့်မှာမောင်မကန်ရေစကန်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမနက်9:30မိနစ်ခန့်မှာရေစကန်တခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စကန်တိုင်းတိုက်ပွဲတွင်မှာအကြံဖတ်စစ်တပ်ဘက်မှ12ဦးသေဆုံးခဲ့ကာ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒါအပြင်တွလွန်ရဲဘော်တဦးလည်းမြင့်မြတ်စွာအသက်ပေးလူခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲတွင်မှာအကြံဖတ်စစ်သားများထံမှဦးစီးအမျိုးစားတနက်6လက်၊ဂျီ3အမျိုးစားတနက်9လက်၊ Shotgun Smoke Gun 2လက်၊ Commando စိန်ပြောင်း2လက်၊6လုံးပြူ4လက်၊စုစုပေါင်းလက်နက်မျိုးစုံ21လက်၊ဂျမ်မာဆက်2လုံးနဲ့ခေရံများတင်စေရမိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါရစ်ကန်သိတိုက်ပွဲကိုပြည်သူကာကွယ်တပ်မတော်အမတ်တစ်စစ်စင်ရေးနေမည် အထူးတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့နီးပြူဟာ33ဒေါနာတရင်တခွဲလေး KBDF ဒေါနာတရင်တခွဲခွန် LPF နဲ့အတူမဟာမိတ်တပ်ပေါင်းစုများဖြစ်ကြတဲ့ဒဝေခရင်တပ်ပေါင်းစု DNLA ဒုရကစစ်ကြောင်းရမညမွန်တက်တော် Federal 21တပ်များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့နိုင်ငံရေးပြည်ပခတ်ကြန့်ကြာစေမဲ့စစ်တပ်ရွေးကောက်ပွဲအတိအမှန်မပြုတ်ဖို့နိုင်ငံတကာကိုချင်းပြီကောင်စီကတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကောင်စီတပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာစစ်တပ်အုပ်ချုပ်ရေးနဲ့စစ်အာဏာရှင်စနစ်ဆက်လက်တည်တံ့ရေးကိုယ်တော်ဦးတည်နေတာဖြစ်လို့နိုင်ငံရေးပဋိပက္ခကိုသာကြန့်ကြာဈေးမှာဖြစ်ကြောင်းချင်းပြည်ကောင်စီကထုတ်ပြန်လိုက်ပြီးအိန္ဒိယနိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းဝန်းတွေအနေနဲ့အတိမတ်မပြုဖို့ပံ့ပိုးမှုမလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။ချင်းမျိုးသားတအူ CNF CNA နဲ့ချင်းတေသကာကွယ်ရေးတပ် CDF တွေပါဝင်စုဖွဲ့ထားတဲ့ချင်းလန်းကောင်စီအနေနဲ့လည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းဖော်ပြကာ အတူယောင်ရွေးကောက်ပွဲအစီအစဉ်အလုံးနဲ့ထွက်ပေါ်လာမယ့်ရလက်တွေကိုလုံးဝကန့်ကွက်တယ်လို့ထုတ်ပြန်ပါတယ်။ချင်းပြည်အတွင်းမှာရှိတဲ့ Nancy Dean ဝန်တန်းတွေအနေနဲ့လဲရွေးကောက်ပွဲမှာပါဝင်ခြင်းဟာစစ်တပ်အုပ်ချုပ်ရေးကိုတက်ဆုရှိစေမယ့်အထောက်အကူပေးမှုဖြစ်ကြောင်းသိရှိနားလည်ထားဖို့လဲချင်းပြည်ကောင်စီကထပ်မံတိုက်တွန်းခဲ့ပါတယ်။ချင်းပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲအစီအစဉ်တွေကိုပူးပေါင်းဆောင်ရွက်တာမပြုကြဖို့လဲထုတ်ပြန်ကြမှာဖော်ပြပါတယ်။ဒါအပြင်အတင်းအဓမ္မစန္ဒာမဲပေးဖို့စီခန့်ချက်ပေါ် မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ရွေးချယ်ကကျင့်သုံးကစနာမဲ့ပြီးခြင်းမပြုဖို့တိုက်တွန်းကြောင်းလည်းထုတ်ပြန်ပါတယ်။အနာသိစစ်ကောင်စီတားစစ်အာဏာရှင်စနစ်နဲ့စစ်တပ်အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက်သူတို့ကိုယ်တိုင်စိတ်တိုင်းကျရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေအပါအဝင်ဥပဒေပြုရေးမန်တန်ရဲ့လုတ်ပိုင်ခွင့်အာဏာတွေကိုဖောက်ဖျက်ကျူးလွန်ကရွေးကောက်ပွဲအပိုင်း၁ကိုယခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပနိုင်ရေးမဲဆင်းရင်တွေစုစည်းတာနန်စီဒီအမ်ဝန်ထမ်းတွေ ဒီမိုကရေစီအယောင်စုနိုင်ငံရေးပါတီတွေကိုအတုံးချပြီးမင်းစင်းတွေကြီးစုဖို့လှုံ့ဆော်တာမဲပေးဇက်နဲ့ဆန္ဒမဲပေးနိုင်ရေးအတွက်ကြိုတင်ဆက်သက်လေ့ကျင့်ပေးတာတွေပြုလုပ်နေသလိုနိုင်ငံတကာနဲ့အာဆီယံတွေကိုလည်းလိမ့်လည်လှည့်ပြကောင်ရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းပြီးစစ်ဘေးရှောင်နေရစွန့်ခွာပြည်သူတွေကြိုတင်မဲပေးနိုင်ဖို့လှုံ့ဆော်နေတယ်လို့ချင်းပြည်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ချင်းပြည်ကောင်စီတမကချင်းတော်လိုင်းအင်အားစုတစ်ခုဖြစ်တဲ့ချင်းညီနောင်ကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာထားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့လွိုက်ကော်မှာစစ်ကော်မရှင်ဒေါက်တိုင်အောင်လင်းကျော်စုသူကအသက်မပြည့်သူများအပါအဝင်အမျိုးသမီးငယ်များပေါ်လိန်ပိုင်းဆိုင်ရာကျွလွန်မှုများစွာလှုပ်ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။ Greeny ပြည်နယ်လွိုက်ကော်မြို့နယ်မှာစစ်ကော်မရှင်ရဲ့အုတ်ချုပ်ရေးရန်ရာပြန်လည်လက်ပတ်ခြင်းကစတင်ပြီးစစ်ကော်မရှင်ရဲ့အကြီးစားဒေါက်တိုင်ဖြစ်ဆောင်ရွက်နေသူ အောင်လင်းကျော်ခေါ်ကျော်လေးစုသူမှာအသက်မပြည့်သေးသူအပါအဝင်အမျိုးသမီးများအပေါ်ကိုလိမ်ပိဆိုင်ရာထိပါနှောက်ယှက်မှုနဲ့အကြမ်းဖက်မှုများကိုဆင်ဆက်မပြတ်ကျူးလွန်နေကြောင်းသိရှိရပါတယ်။အောင်လင်းကျော်စစ်ကော်မရှင်ဆော့လူရေးဌာနမှတင်ဒါများကိုရယူလုဆောင်နေတဲ့ Mega Hope ဆော့လူရေးကုမ္ပဏီမှဖြစ်ပါတယ်။၎င်းကျူးလွန်မှုကိုခံရတဲ့နစ်နာသူအမျိုးသမီးအရေအတွက်မှာ၃ဦးမှ၅ဦးတရှိပြီးအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်များလည်းပါဝင်ကြောင်းသိရှိရပါတယ်။အောင်လင်းကျော်ဟာ အိမ်တော်ရှိဂျောင်းကိုဖုံးကွယ်လိမ်လည်ကာအမျိုးသမီးငယ်များအပေါ်မှာကာမလိမ်လည်ရယူမှုများပြည်လုံနေခြင်းဖြစ်ပြီး၎င်းရဲ့ကျွလမှုတွေဟာငွေကြေးနဲ့အာဏာကိုအသုံးပြု၍ချင်းချောက်အချက်ကိုင်းတဲ့ပုံစံများဖြစ်ကြောင်းသိရှိရပါတယ်။အိမ်တော်ရှိတော်ကိုဖုံးကွယ်ထားပြီးကာမလိမ်လည်ရယူတဲ့ပုံစံများပါတယ်။လက်ရှိမှာစက္ကမစစ်ကော်မရှင်ရဲ့တင်ဒါတွေယူပြီးလုပ်နေတော့ငွေကြေးအရာအာဏာအရာအသင့်တင့်ရှိတဲ့အနေထားပါ။တဖက်မင်းကြီးတွေကိုသူကလူလွတ်တူဦးဖြစ်ကြောင်းတိမ့်သွင်းပြီးမှ အတင်းအကျပ်ကာမရယူတဲ့ဖြစ်ရတွေနဲ့ချင်းချောက်အကျပ်ကင်တဲ့ဖြစ်ရတွေရှိပါတယ်လို့ဖြစ်စဉ်ကိုသိရှိသူအမျိုးသမီးတူကပြောပါတယ်စစ်ကော်မရှင်တောက်တိုင်ဖြစ်သူအောင်လင်းကျော်နှစ်နောက်သူအမျိုးသမီးတွေကို၎င်းရဲ့စံနှောက်ကိုလက်ရောခြင်းမရှိပါကအသက်အန္တရာယ်ပြုမှဖြစ်ကြောင်းနဲ့ပတ်ဝန်းကျင်မှာအရှက်ခွဲမှဖြစ်ကြောင်းချင်းချောက်ခြင်းများပြုလုပ်ခဲ့ပါတယ်တိုင်ချောင်းမှုအခက်အခဲရှိတာကတော့သူကအာနာပိုင်တွင်နဲ့အနီးကပ်နေတာဖြစ်တယ်လို့တစ်ဖက်အမျိုးသမီးတွေကို ချင်းချောက်အချက်ကိန်းတာတွေရှိတဲ့အတွက်မတိုင်ကြားရတာလို့ပြောရင်ပုံမှန်ပါတယ်။အဲ့ဒီဖြစ်စဉ်ကနေရှင်တန်လွတ်မြောက်လာတဲ့အမျိုးသမီးတွေမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းပါတယ်လို့အမျိုးသမီးငယ်တွေလည်းပါပါတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့အမျိုးသမီးကဆက်လက်ပြောဆိုပါတယ်။စစ်ကော်မရှင်ကလွိုက်ကော်မျိုးကိုပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာစစ်ကော်မရှင်အဖွဲ့ဝင်များ၎င်းနဲ့နှီးဆက်သူများတောက်တိုင်များမှာလိမ့်ပိုင်းဆိုင်ရာကျွလွန်သူများဖြစ်လာနေတဲ့အပြင်ထိရောက်စွာအရေးယူပေးမဲ့ဌာနဆိုင်ရာများမရှိခြင်း ိုင်ကြပါကလည်းကျွလွန်သူများကိုရည်ယူခြင်းမရှိဘဲကျွလွန်ခံရသူတွေကိုသာဖိနှိပ်ဆက်ဆံခြင်းများပြုလုပ်တဲ့အတွက်နှစ်နာသူဥယျာဉ်မှာပုံမများပြလျက်ရှိကြောင်းလည်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့စစ်တပ်ရဲ့ဝါရဖြန့်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအလိမ်အညာဇက်လန်းအပေါ်မှာဝေဖန်ပို့စ်ကို left free ရပေးခဲ့တဲ့ director အောင်ချမ်းလူကိုစစ်တပ်ကထပ်မံဖမ်းဆီးတဲ့အတွက်ဖမ်းဆီးခံရတဲ့အမှုပညာရှင်လေးဦးတိရှိလာကြောင်းတင်ဆက်ပေးပါမယ်။ အကြပ်ဖက်စစ်တပ်ရဲ့ဝါဒဖြန့်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအလင်းအညာဇလန်းပေါ်မှာဝေဖန်တဲ့ post ကို left free up ပေးခဲ့တဲ့ director အောင်ချန်းလူကိုစစ်တပ်ကဖမ်းဆီးလိုက်တဲ့အတွက်ဖမ်းဆီးခံရတဲ့အမှုပညာရှင်လေးဦးတိရှိလာကြောင်းသတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ဒီမနေ့အော်တိုဘာလ29ရက်နေ့ညပိုင်း director အောင်ချန်းလူကိုစစ်တပ်ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး director အောင်ချန်းလူကခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများနဲ့ပတ်သက်၍ပြပရောက်တော်လန်၏အဆိုတော်ရရန်ချန်းရေးသားထားတဲ့လူမှုကွန်ရက် post ကို လက်ဖရီရဲ့ပြီးခဲ့တဲ့အတွက်ဖန်စီခံခဲ့ရကြောင်းသိရှိရပါတယ်။အော်တိုဘားလ29ရက်နေ့ကလည်းစစ်တပ်ရဲ့ဝါရဖြန့်ကစ်တမိုင်းကိုဒုံးဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလင်းအညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်တယ်လို့ဆိုကဒါရိုက်တာမိုက်တီခိုတန်ထွန်စောဇပ်ပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ကိုကျော်မင်းထွတ်နဲ့ဟာတာတရုတ်ဆောင်အုံတိုင်းခေါ်ဇော်မင်းထွတ်ကိုစစ်တပ်ကဖမ်းဆီးခဲ့တဲ့အတွက်စုစုပေါင်းဖမ်းဆီးခံရသူအနုပညာရှင်၄ဦးထိရှိလာပြီဖြစ်ပါတယ်။ ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဝါရဖြန့်အလေးအညာတရားစုပတ်မြို့တော်ကရိုက်ကူးပြီးဇညွတ်မှာလင်္ကာညူခေါ်တေစာကျော်ခေါ်တက်ကလောက်ချီဥညူရဲ့တာဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ရဲ့ဝါရဖြန့်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအလေးအညာဇက်လန်းကြရက်နဲ့ပတ်သက်၍ရမနိရန်ကုန်မြို့မှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစီအယုံမှာရုပ်ရှင်လောကသားတွေကိုအကြံပေးစစ်တပ်ကအစီအွေခေါ်ယူခဲ့ကြောင်းသိရှိရပါတယ်တခြားတစ်ဖက်မှာလည်းစံကြောင်းပင်မတပိတ်စစ်ကြောင်းက အကြံဖတ်စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးလူတို့ကိုဝါရမိုင်းတိုက်ခြင်းလူတို့အရေးတော်ပုံကိုပုံဖြတ်ခြင်းတို့ကိုကျွလွန်တဲ့အညံ့ဆောင်ဝါရဖြန့်အမှုပညာရှင်အမိခံများဖြစ်ကြတဲ့နေတိုးမြင့်မြတ်နေဝင်းအေဂျမ်မောင်ကျူလီမင်းမြင့်မို့အောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စူပါလင်းမင်းညိုအုတ်ကပြန်ရင်ရဲရင်ရောပြော အောင်စဉ်ဖြိုးတို့ကို Boycott and Social Punishment ပြပြထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန် တိုက်တွန်းလို့ဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ပြည်တွင်းအမှုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီးညင်းဆန်ဒူရီကိုအေးအေးယူမဲ့လို့စစ်ကောင်စီကချင်းချောက်ကအမှုပညာရှင်တွေနိုင်ငံခြားထွက်ရင်ကြိုတင်အကြောင်းကြားရမယ်ဆိုပြီးပြည်ပထွက်ခွာကွင်းကိုကန့်တက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းမှာရှိတဲ့အမှုပညာရှင်အားလုံးဝါရဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီးညင်းဆန်ဒူရီကိုအေးအေးယူမဲ့လို့ စစ်ကောင်စီကချိန်ချောက်ပြောဆိုလိုက်ကြောင်းလူမှုနယ်ဦးရဲ့အမှုပညာသတင်းရင်းမြစ်တွေကပြောပါတယ်။ယမန်နေ့အော်တိုဘာလ30ရက်နေ့နေ့လယ်တနာရီမှာစစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးကျော်ဟာရန်ကုန်မြို့ကရုပ်ရှင်လုံငယ်ရုံမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးအထက်ပါအတိုင်းဖိအားပေးချိန်ချောက်လိုက်တာလို့အမှုပညာသတင်းရင်းမြစ်ကပြောပါတယ်။ရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့တဲ့နမေကျော်တရုတ်ဆောင်လူမင်း PDU အင်ဒရာကျော်စင်တို့ပါမကျန်း နာမည်ကြီးတရုတ်ဆောင်အမှုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကျွေးကြော်တမ်းတွေစတဲ့ဝါရဖြန့်မှုတွေမှာပါဝင်ရက်ကူးပေးရမှာဖြစ်ပြီးညင်းဆန်သူအားလုံးကိုအထက်အမိန့်အရာရည်ယူမဲလို့အေးကြွယ်ကချိန်ချောက်ပြောကြားသွားတယ်လို့လည်းကောင်းကဆိုပါတယ်။လို့ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan ကိုတယောက်ချင်းစီပြောရမယ်။ရိုက်ကူးရေးကိုစက္ကမဘက်ကရိုက်ပြီးသူတို့တရင်နဲ့ဖြောပြရေး platform အားလုံးမှာထုတ်လွှင့်မယ်လို့တရင်ရင်းမြစ်တူကပြောပါတယ်။တချို့အမှုပညာရှင်တွေအနေနဲ့ ကိုယ်တိုင်ရက်ကူးပေးပို့ရမှာဖြစ်ပြီးအဲ့ဒီအစီအစဉ်ကိုနိုဝင်ဘာလဆန်းပိုင်းမှာစတင်မယ်လို့ဆိုပါတယ်ရုပ်ရှင်ဇလန်တို့မဟုတ်ပါဘူးတယောက်ချင်းစီမှစက္ကမဘက်ကရွတ်ခိုင်းတဲ့ slogan ကိုရွတ်ဆိုတဲ့ဗီဒီယိုရက်ကူးရေးလောက်ရမှာဖြစ်ပါတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရေးစက္ကမပါဝင်သူတွေကိုပြည်သူတွေကလူမှုရေးပြစ်ဒဏ်ခတ်တာတပိတ်မှောက်တာအပြင်းထန်ပြုလုပ်တာအောင်မြင်ခဲ့တာကြောင့်စစ်ကောင်စီရဲ့ပြင်ကြားရေးဝန်ကြီးဌာနကအော်တိုဘာလ30ရက်နေ့မှာအမှုပညာရှင်အားလုံးကို မလာမနီယအရေးပေါ်အစည်းအဝေးခေါ်ပြီး PRP ချင်းချောက်ခဲ့တော့လို့အမှုပညာအတိုင်းဝိုင်းကသတင်းရင်းမြစ်တွေကပြောပါတယ်။သူတို့အခုခေတ်သမိုင်းကိုဒုံးဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲကမ်ပိန်းစကားမှာလူမှုတုံ့ပြန်မှုနဲ့ဘွိုင်းကော်မှာလူမှုဘက်ကအောင်မြင်ခဲ့တဲ့အတွက်လူမှုနဲ့ပါရန်တိုက်ပေးတယ်လို့မြင်တယ်လို့စစ်တပ်ရဲ့ယခု PRP မှုအပေါ်ကိုအမှုပညာလောကသားတူကပြောပါတယ်။တအားပြင်မှာအခြားသတင်းတရက်မှာလည်းပြည်ရင်းကအမှုပညာရှင်တွေအနေနဲ့ နိုင်ငံခြားတော်ရောက်ပါကစစ်ကောင်စီစီမံကြိုတင်အကြောင်းကြားရမယ်လို့လဲစစ်ကောင်စီထောက်ခံသူယုံလေးကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်ဒီကနေ့မှာနိုင်ငံခြားတော်တဲ့အမှုပညာရှင်အဖွဲ့တစ်ဖွဲ့ကိုစစ်ကောင်စီကတားဆီးလို့လေစိတ်ကနေလှည့်ပြန်လာခဲ့ရတယ်လို့လဲအတိပေးထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်ဆောင်သူတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေတဲ့ရန်ကုန်ချီဆိုင်မြေအောက်တော်လိုင်းအဖွဲ့၅ဘွဲ့ကလည်းခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဆိုတဲ့ ဇလန်းပါဝင်သူတွေကိုအရေးယူသွားမယ်လို့ကြေညာထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တောင်ငုံမြို့မှာရှိတဲ့ KTV ဘာကလက်တွေမှာမူရစီဝါကြည်ကြည်ပြန့်ပြန့်တုံဆွဲပြီးစာတင်ကြောင်းများထိပြန့်နှံ့နေကအရေးယူမှုမရှိကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းတောင်ငုံမြို့မှာရှိတဲ့ KTV မဆက်စင်တင်နဲ့ဘာကလက်မြတ်မှာမူရစီဝါများကြည်ကြည်ပြန့်ပြန့်အသုံးပြုနေကြကြောင်းမြို့ခံများရဲ့ပြောကြားချက်အရသိရှိရပါတယ်မူရစီဝါရောင်းချသူတွေဟာ အစိုးရဖျော်ဖြေရေးနှင့်အနေခက်မြပြီးစာတင်ကြောင်းမြဂိုဘံမကျန်းပြည့်မှတ်ထား၍ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။မူရေးစေဝါရောင်းဝယ်မှုရေဟာ KTV ဆန်များမှအဓိကဖြစ်ပေါ်နေပြီးဇိုင်းဝန်တန်းများမှတစ်ဆင့်မာယူခြင်းနှင့်အသုံးပြုခြင်းများရှိနေကြောင်းတောင်ကုန်မြို့မှရှိတဲ့ဘားတစ်ခုမှအလုတ်လုတ်ကင်နေတဲ့ဝိတ်တာတဦးက ARR time ကိုဖွင့်ဟပြောကြပါတယ်။ကျွန်တော်လုပ်နေတဲ့ဆိုင်ကဆိုင်မှာထားပြီးရောင်းတာတော့မဟုတ်ဘူး။ဧည့်သည်ဆိုင်လာသူကတုံးကျင်နေဆိုမှဖုန်းဆက်ပြီးအပြင်ကမှာပြတာ အပြစ်မှ W1 စီးပြတပြားကိုတထောင်စိုင်းမာတော့3000ပြန်ရောင်းတယ်။ KTV မဆက်စင်တင်တွေမှာအကုန်ရတယ်။အရင်လုတ်ခဲ့တဲ့စိုင်းစုံ KTV ကမိန်ကလေးတွေတောင်တုံးကြလေးလို့၎င်းကဆိုပါတယ်။တောင်ကုန်မြို့ရက်ွက်တိုင်းမှာမူရစီဝါရောင်းချသူနဲ့တုံးဆွဲသူများများပြနေပေမဲ့လည်းနေမြေခန်ရဲတပ်ဖွဲ့မှဖမ်းဆီးခြင်းအရေးယူခြင်းမရှိတဲ့အတွက်မူရစီဝါရောင်းချသူတွေဟာစာတင်ကြောင်းတွေအထိပါလိုက်လံရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။အော်တိုဘာလာပထမပတ်တွင်က တောင်ငူမြို့နယ်တပြေလကျေးရွာထိပ်မှာကျောင်းသားနှစ်ဦးထမမူးယစ်စီးပြားများတင်ဆက်ရမိခဲ့ပြီးကျောင်းသားများပါတုံးဆွေလာကြောင်းတင်းရင်းမြစ်ကဆိုပါတယ်မြက်စောညီနောင်သွားတဲ့လမ်းတပြေလရွာဘက်ကကျောင်းနာမည်တော်မပြောတော့ပါဘူးကျောင်းသိက္ခာကြမှာဆိုရင်လို့ကျောင်းအနီးနားကရွာကပဲကျောင်းသားတွေကိုမူးယစ်စီးရောင်းနေတယ်ကျောင်းဆရာမကြီးကလည်းတာကိုတိတယ်မပြောရဘူးစီးရောင်းတဲ့သူတွေကပြဿနာရှာမှာဆိုလို့ ရဲတွေကလည်းတိတယ်ဒါပေမဲ့မဖမ်းကြဘူးလို့တောင်ငုံမြို့ပေါ်မှာရှိတဲ့ကျောင်းဆရာမတူက ARR time ကိုပြောပါတယ်။တောင်ငုံမြို့ပေါ်မှာရှိတဲ့ရက်ွက်တွေမှာလည်းမူရဲ့ဈေးကြောင့်ဈေးကြောင့်သူများပေါ်များနေကပြီးခဲ့တဲ့ဇူလိုင်လပထမအပတ်ကတောင်ငုံမြို့ထီးလိုင်ရက်ွက်တစ်မှာငမြတ်ဆိုတဲ့လူငယ်တူဈေးကြောင့်နေတဲ့အတွက်ကြောင့်စစ်ကော်မရှင်လက်အောက်ခံရဲတွေကတနက်နေ့ပြစ်ခတ်ဖမ်းဆီးရသည့်အထိဖြစ်ပွားခဲ့ဖို့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့စီရေးသုံးသက်ချက်တွေကတော့ မိုးကုတ်မိုးမိဘမှာ TNL ဆုတ်တာ ကောင်းတာပေါ့မန် PDF မိုးကုတ်ပကဖားတွေအလုံးစုံထိန်းချုပ်နိုင်ပြီပေါ့မိုးကုတ်တင်းပြီးကလေးကလောက်ကွက်တွေရပ်ပိုင်ခွင့်တွေကို TNL ကမောင်းပိုင်စီးထားတာအခုဆိုမန် PDF အပြည့်အဝထိန်းချုပ်နိုင်ပြီစတင်ဆုတ်ခွာတဲ့ TNL စကန်နေရာတွေမှာ PDF တွေပကဖားတွေနေရာယူထားပြီးပကဖားကမြို့ရင်းနေရာ PDF ကမြို့ပြင်နေရာတွေမှာစစ်ကောင်စီလက်အောက်ပြန်မရောက်အောင်ကာကွယ်ဖို့လုပ်နေပါတယ် NUG အစိုးရကုတ်ကဲမှုအောက်မှာရှိတဲ့ TRI viewer စစ်ကြောင်းမိုးကုတ် viewer စစ်ကြောင်း MDY PDF နဲ့မိုးကုတ်ပကဖတို့ကဖြန့်ခွဲနေရာယူထားကြောင်းသိရှိရပါတယ်။မိဖက်တော်လိုင်းရေးတပ်ဖွဲ့ရဲ့စစ်ကြောင်းများဟာလည်းမိုးကုတ်မြို့အနီးမှာလာရောက်နေရာယူထားကြောင်းမြေပြင်သတင်းများသိရှိရပါတယ်။အန်ရများမှသိတယ်။သို့သောတရုတ်ဘက်ကမြန်မာပြည်ရင်းရှိမှာ PRP ချင်းချောက်အနိုင်ကျင့်နေမှုကို PDF တွေအခံဝန်တဲ့ကိစ္စကကပတ်ကောင်းကြီးပိုင်းသတင်းအဖြစ်တက်သွားရင်စိနဆောက်ခွက်ကိုဖျက်ရိုက်လိုက်တယ်လို့ဖြစ်ပြီး UWSA, TNLA, MNTEE တို့ပါပြန်စင်းစားစရာဖြစ်လာပါလိမ့်မယ်။အကြံဖတ်စစ်တပ်ကလည်းမိုးကုတ်ကို တိုက်တာနဲ့ Man PDF ကဒီတိုက်ပွဲကို mainstream media နဲ့ချိန်ပြီး highlight လုပ်ပေးနိုင်ရင်နောက်ဆုံးစစ်ပွဲရှုံးရင်တောင်နိုင်ငံရေးအရာအကျိုးအမြတ်အများကြီးရနိုင်ပါတယ်။ VNS စစ်ပွဲမှာဗိုလ်ချုပ်ကြီးငွရင်ဂီရဲ့ရဲ့နာမည်ကျော်တက်ထိုးစစ်ကိုပါပြန်အောင်မယ်မိပါတယ်။ Tech Tourism မှာငွရင်ဂီရက American ရွေးကောက်ပွဲနဲ့အချင်းကိုက်ထိုးစစ်စားခဲ့ပါတယ်။ စင်အားစွမ်းရည်ဤပညာတာလွန်နေတဲ့စီရေးအယရှုံးနေခဲ့ပေမယ့်နိုင်ငံရေးအယအမျက်ထုတ်နိုင်ခဲ့ပါတယ်ကမ္ဘာမီဒီယာတွေကိုဖိတ်ခေါ်ပြီး VNS စစ်ပွဲမှာ American အစိုးရရဲ့ deck site ဘက်ခြမ်းကိုမြင်စေကာ American ပြည်သူလူထုရဲ့စစ်လူလားခြင်းကနေစင့်ကိုစန့်ကျင်သူဖြစ်အောင်စီယုံနိုင်ခဲ့ပါတယ်စစ်ပွဲကိုဆန္ဒပြသူ American ပြည်သူလူထုကြောင့်နေစင်အစိုးရပြုတ်ကျပြီးနောက်1985ခုနှစ်မှာ VNN ပြည်ထောင်စုသမ္မတနိုင်ငံကိုပေါင်းစည်းနိုင်ခဲ့ပါတယ် မန် PDF တွေအနေနဲ့တည်ထားရမှာက NIN နဲ့ပူရင်ဆိုင်ရလေအခွင့်အရေးကလည်းလက်တကမ်းမှာပဲဆိုတာမြင်မြင်မှတ်ထားသင့်ပါတယ်။ပညာတတ် Gen Z Y လူငယ်လူရွယ်တွေအနေနဲ့မိုးကုတ်တိုက်ပွဲကနေမိမိတို့ဒေါ်လာရေးကိုမီးရှူးတစောင်ဖြစ်ပုံဖော်နိုင်မှာပါ။ရက်ဆိုင်သွားတဲ့ရှမ်းမန်စစ်စင်ရေးကိုမန်စစ်စင်ရေးအနေနဲ့နောက်လှိုင်းတလိုင်းပုံစံမျိုးနဲ့ပွဲထွက်လာနိုင်တယ်လို့နောက်မှစီးရင်မဟာမိတ်ဦးဆောင်မှုပေးနိုင်တဲ့တော်လန်ရေးတအုပ်ဖြစ်တဲ့ KNA ကထောက်ထားပေးမှာပါ။ တအောင်ပြည်နယ်ထူထောင်ဖို့သာအမြင့်ကြီးမြောက်တဲ့ TNL ကမဟာမိတ်ဆက်ဆံရေးကိုပိုက်ရန်ဒေါက်တာစာရင် KIA ဝင်လာပေးတာ man PDF အတွက်ပို့ပြီး save ဖြစ်တယ်လို့ link ချိဆက်မှုအရာပူအားကောင်းလာမှာပါမုံမိတ်မျိုးကို KIA နဲ့ PDF တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ TNL ကြောင့်နောက်ဆုတ်ပေးလိုက်ပြီးအချိန်မှတအောင်တက်တွေကတက်တောင့်တက်တာနဲ့မုံမိတ်မျိုးကိုတိမ်းနိုင်ခဲ့ပါတယ် KIA နဲ့ပူပေါင်းတပ်ဖွဲ့ကရှမ်းမြောက်အစွန်းမှာမဘိမျိုးကိုတိမ်းပိုက်ထားပြီး DNL နဲ့ထိတိုက်မတွေ့အောင်အလျှော့ပေးခဲ့ပါတယ်။ကုတ်ခိုင်ဘက်ကနန့်ဖက်ကထိတာစေပြီးမာမိတ်အချင်းချင်းကြောင်းနေမီအညစ်မပွားရအောင်လက်ယူပေးခဲ့ပါတယ်။ဒါကိုမကြည့်နဲ့ပဲကုတ်ခိုင်မျိုးတွေကကချင်းအလံလွှင့်ထားတဲ့ကချင်းလူမှုအဖွဲ့အစည်းကအလံကိုသိမ်းဖို့ဖိအားပေးပါတယ်။မိုးမိတ်မိုးကုတ်မျိုးတွေဆိုတာမန္တလေးရှမ်းမြောက်နဲ့ကချင်းထိစပ်ရာဒေသဖြစ်ပြီးတအောင်တက် DNL အနေနဲ့စစ်ကောင်စီနဲ့အပြစ်ကရက်စဲပြီးနောက်ဆုတ်ပေးလိုက်တာຫນွေဦးတော်လန်ရေးအတွက်ပိုပြီးအားကောင်းလာပါတယ်။ မဟုတ်ရင်တော်လိုင်းရဲ့အဖွဲ့အချင်းချင်းကြား SSR DDR အရာနေမည်အငင်းပွားပြီးစစ်ကောင်စီအမျက်ထုတ်မှာကိုစိုးရင်စရာမလိုတော့ဘူးစီနာရဲ့စောက်ခွက်ကိုဖျက်ရရတာနဲ့နဲ့တန်ပါလေအခုလဲတောင်းတက် TNL ကိုအပြစ်ပြောတာမဟုတ်ပဲသူတို့စုပ်ပေးလိုက်တာ man PDF တွေနေရာဝင်ယူပြီးစစ်ကောင်စီကိုအပြစ်နှံလို့ရတဲ့အခွင့်အရေးပေးတာကိုပဲကြံဖန်ကျေစုတင်ပါလေစစ်တပ်ရဲ့လေကြောင်းနဲ့မြေပြင်ထိုးစစ်အန်ရီကိုကိုပိုင် tactical အရာပြင်ဆင်နိုင်ပြီဖြစ်တယ်လို့ တစ်ဖက်မှာလည်းစစ်ကောင်စီထိုးစစ်ကိုဘယ်လောက်ခုခံကာကွယ်နိုင်မလဲဆိုတဲ့မှတ်ချက်ကိုကြော်ဖြတ်ရမှာပါ front line တွေတိကျပြင်ဆင်ဖို့လိုသလို logistic line တွေလွယ်ကူနေအောင်များများဖောက်ထားရမယ်တပ်မိုးတွေအနေနဲ့လည်းမမျော်လင့်ထားတာကိုလုပ်ပါအစင်သင့်မပြင်ထားသူတွေကိုတိုက်ပြီးလက်ဦးမှုယူဖို့လိုပါတယ်။နိုင်ကိုနိုင်ရမယ်။မှာကြကျင်တာကဆန္ဒအာကြီးမပြီးမရှိတဲ့ Nothing is impossible to a willing mind. ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးကနေတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။